တနင်္ဂနွေပါကရင်ထိန်းချုပ်ထားခဲ့တဲ့ဖခင်မျိုးတွင်ကိုစစ်ကောင်စီကဝင်ရောက်စစ်ရေးလှုပ်ရှားလာပြန်တဲ့အတွက်နှစ်ဖက်လက်နက်ကင်တပ်တွေကြားအချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ခြင်းရှိနေပြီးဒေသခံတွေကစိုးရိမ်နေကြပါတယ်ဖခင်မျိုးကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒီအပိုင်းအတွင်းမျိုးတွင်စစ်ကြောင်းပတ်ထိုးတာတွေလုပ်နေတယ်လို့ကျောက်စိန်ကုမ္ပဏီတွေရဲ့အဆောက်အဦနဲ့ဆယ်ရင်းတရားတွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေကြတာပါဒါပြင်ဖခင်မျိုးတွင်ကကျောက်စိန်လုပ်ငန်းရှင်တွေကို စစ်ကောင်စီနဲ့အကျိုးမြတ်ခွဲဝေဖို့တိုက်တွန်းနေပြီးသဘောမတူရင်တော့လောက်ကွက်မှာရှိတဲ့ဆယ်ရန်နေရာတွေကိုမီးရှို့ဖျက်ဆီးတယ်လို့ဒေတာကဏ္ဍကပြောပါတယ်။မီလာ31ရက်နေ့မှာတော့တစ်သုံးလုံးအမိရှိတဲ့ကြောက်စိမ့်လောက်ကွက်ကုမ္ပဏီကဆယ်ရန်နေရာတချို့နဲ့စပူဆောင်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးမနေ့ကတော့နေမင်းကဘာကြောက်စိမ့်လောက်ကွက်ကဘက်ဖိုးဒစီမိသိန်ဒစီနဲ့ကင်းတဲ့တလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြန်ပါတယ်။ ဒါပြင်မင်းကတရက်ထဲမှာပဲစစ်ကောင်စီကပြစ်ခတ်တဲ့လက်နက်ကြီးကြောက်စိမ့်လောက်ွက်တခုရဲ့ရန်ကုန်တောင်ကိုထိမှန်ခဲ့လို့ကြီးမားတဲ့ပောက်ကွဲမှုဖြစ်ခဲ့ရမှာ အရက်သား၁၀ယောက်လောက်သေဆုံးခဲ့ရပါတယ်။တဖက်မှာအဲ့ဒီစစ်ကြောင်းဝင်ရောက်လာတဲ့လမ်းတစ်လျှောက်တိုက်ပွဲတွေကြောင့်အရက်သား၅ဦးသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်ခင်ဗျာ။